မင်္ဂလာပါတငယ်ချင်းလေးတို့ရေဒီနေ့မှာတော့ဇီးတီးတဲ့မပြိုင်းပုံပြင်လေးပြောပြမယ်နားထောင်ဖို့အသင်ဖြစ်ပြီလားတခါတုန်းကအေးမြတဲ့တော့အရှိဘက်ကရွာတရွာမှာလှပတဲ့မိမငယ်လေးမပြိုင်းနေထိုင်ပါတယ်သူကနေတိုင်းတော်တဲ့ကဇီးပင်တွေကဇီးတီးလေးတွေကိုကောက်ပြီးမျိုးပေါ်ကလူတွေကို ရောင်းစားသူတယောက်ဖြစ်ပါတယ်။မပြိုင်းကစိတ်ထားကောင်းတယ်။လူတွေကိုလည်းညင်သာစွာစကားပြောတတ်တယ်။မြင့်ပတ်ပဲတန်တန်ရှင်းရှင်းရှိတယ်။အလုံးလုံးရတာကိုလည်းချစ်တတ်တဲ့သူဖြစ်တယ်။တနေ့မှာနန်းတော်ရှိကနန်းလေးမှာမပြိုင်းကဇီးတီတွေလာရောက်နေတာကိုဘယင်ကြီးကလမ်းလျှောက်ရင်းတွေးလိုက်တယ်။ ကောင်းပါလေရေမင်းရဲ့ရေမောပုံကအตาရဆုံးဘဝလေးပါလို့ဘယင်ကြီးကပြောလိုက်တယ်။မပြိုင်လဲကြည်နူးပြီးဘယင်ကြီးရေကျမကတော့ဇီးတီရောက်နဲ့မပြိုင်ပါပဲရှင်လို့ရိုးရိုးလေးပြန်ပြောတယ်။ဘယင်ကြီးကမပြိုင်ရဲ့ရိုးသားမှုနဲ့တန်ရှင်းတဲ့နှလုံးသားကိုကြိုက်သွားတယ်။နောက်ပြီးသူ့ကို မိဖုရားအဖြစ်မြင့်တင်လိုက်တယ်။နန်းတော်မှာအဝတ်အစားငန်းငါတွေဝေ့ရတာမနက်တိုင်းလက်ဆောင်တွေစားစရာတွေပေးလာတာတွေကမပြိုင်းကိုတိတ်ပျော်စေတာပဲပေါ့အချိန်ကြာလာတော့မပြိုင်းကအရင်ကသူ့ဘဝလေးတွေကိုမေ့သွားပြီးနန်းတော်ကမင်းသမီးတယောက်လိုပဲမန်တက်လာတယ်။နှစ်တွေကြာတော့ဇီးတီးတယ်ဇီးတီးတယ်ဆိုတဲ့အတန်လေး နန်းပြင်မှာပြန်ပြီးကြားလာရတယ်။ဘယင်ကြီးကမပြိုင်းကသူ့ဘဝကိုမေ့သွားပြီလားစမ်းချင်တာမို့ဇီးတီးတဲ့အစ်စ်လေးကိုမိဖုရားနန်းလေးကို ခေါ်ခိုင်းလိုက်တယ်။ဇီးတီးတဲ့လေးကဇီးတီးတောင်းကိုကင်ပြီးမပြိုင်းရှိကရက်တဲ့အခါမပြိုင်းကမျက်နှာဝေ့ပြီးဒါကဘာသီးတွေလဲဒီလိုအသီးတွေနဲ့မစင်ကြဲတဲ့သူကို ဘသူခေါ်လာတာလဲလို့ပြောလိုက်တယ်။အဲ့ဒီအခါမှာဘယင်ကြီးကမပြိုင်းဟာသူ့ရဲ့အရင်ဘဝကိုတကယ်မေ့သွားပြီဆိုတာသိသွားတယ်။ဘယင်ကြီးကမြင့်မြတ်နိုးနိုးပြောလိုက်တယ်။မပြိုင်းရေမင်းကဇီးတီးကိုမေ့တယ်လို့ငါရဲ့မြစ်တာတွေကိုမေ့သွားမှာစိုးရိမ်နေ။မင်းကမိဖုရားအဖြစ်မနေသင့်တော့ဘူး။ ပြီးတော့မပြိုင်းကိုနန်းတော်ရဲကထွက်သွားလို့ပြောပြီးအရင်နေရာကိုပြန်ပို့ခိုင်းလိုက်တယ်။နန်းပြင်ကိုထွက်သွားပြီးဇီးတီးကောက်နေကြဇီးပင်အောက်ကဇီးတီးလေးတွေမြင်တော့မပြိုင်းကမျက်ရည်တွေတိတ်တဆိတ်ကြလာတယ်။ငါကဘလို့ဘွားကလာတာတော့တို့မိမိကိုယ်ကိုပြန်တွေးလိုက်တယ်။ဒါပေမဲ့ဘွားဆိုတာဒီလိုပဲ။မေ့သွားရင်ပြန်တင်ပေးတတ်ပါတယ်။ တငယ်ချင်းလေးတို့ရေဒီပုံမြင်ကဘာတင်ငန်းစာရလိုက်ပါသလဲတင်ငန်းစာကတော့ဘဝပြောင်းလဲသွားလဲမိမိရဲ့မူလအရင်းမြစ်ဘဝကိုမမေ့သင့်ပါဘူးရိုးသားမှုနဲ့တန်ရှင်းမှုကဘယ်နေရာမှာရှိရဆိုတာကိုသတိထားနဲ့တတ်တတ်ဖို့ဖြစ်ပါတယ်ဒီလိုမျိုးတခြားစိတ်ဝင်စားစရာပုံမြင်တွေဒါမှမဟုတ် မြမပုံဝတ္ထုတွေကိုနားဆင်ကြပါသေးသလားဒီပုံပြင်လေးကတင်းအကြိုက်ရှိရယ်ဆိုရင် like လုပ်ပေးဖို့နောက်ထပ်ပုံပြင်လှလှတွေကြည့်ကြည့်ရင်တော့ဒီ channel ကို subscribe လုပ်ထားပေးပါနော်ကျေးဇူးတင်ပါတယ်ရှင့်